ဇက်ကားရိုက်ပြီး၃လတောင်မကြာလိုက်ပဲရုံတင်တော့မဲ့သဲစုငင်းရဲ့ရုပ်ရှင်ဇက်ကားကြီး ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာ Selling Insider Page ကနေပြီးတော့ပရိသတ်ဒီအားလုံးကိုပြန်လည်လို့ជួសပါရရှင်။သဲစုံញ៉ៃဟာမင်းသမီးနေနဲ့မြ мян ဆန်ဆန်ဖြစ်ခဲ့တယ်လို့ထုတ်လို့ရေးတွေကလည်းဝိုင်းဝိုင်းလဲလို့နေတာဖြစ်ပါတယ်။တသက်စမင်းသမီးတွေတဲမှာဆိုရင်တော့သူမရဲ့ကံနဲ့စမ်းကဘသူမှလိုက်မမီနိုင်အောင်ကိုဖြစ်နေခဲ့ရတာပါ။ထုတ်လို့ရေးလုပ်ငန်းရှင်တွေကလည်းဝိုင်းဝိုင်းလဲပြီးတော့တကားပြီးတကားငွေထုတ်ရိုက်ပေးနေတာဖြစ်ပါတယ်။သဲစုံញ៉ៃဟာအခုလက်ရှိအချိန်အထိရုပ်ရှင်ဇာတ်ကားကြီး၄ကားလောက်ရိုက်ကူးထားပြီးပါ ါပြီ။2024ခုနှစ်နှစ်ကုန်ပိုင်းမှသာရုပ်ရှင်ဇာတ်ကားကြီးတွေကိုစတင်ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။လက်ရှိ3လပိုင်းအချိန်အထိကိုတလတကားနဲ့၄ကားရှိုက်ထားခဲ့တာဖြစ်ပါတယ်။တလတကားနဲ့အချိန်တိုအတွင်းမှာရုပ်ရှင်ဇာတ်ကားကြီးတွေအများကြီးရိုက်ကူးနိုင်ခဲ့သလိုသဲစုငိမ့်အတွက်အောင်မြင်မှုတွေကလည်းမကြခင်လက်တကန်းအလိုကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။ တဲဆူငယ်ကပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့1994ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။အဲဒီရုပ်ရှင်ဇာတ်ကားကြီးကို2024ခုနှစ်နှစ်ကုန်ပိုင်းမှာရိုက်ကူးထားတာပါ။ရိုက်ကူးထားတာ3လတောင်မပြည့်သေးပေမဲ့လည်းမကြာခင်မှာတော့အယုံတင်ပြသခွင့်ရတော့မှာဖြစ်ပါတယ်။တလတကားနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနိုင်တယ်လို့မြန်နှုံးစနစ်နဲ့လည်းရှုံးအတွင်းမှာယုံတင်ပြသနိုင်တော့မှာမို့ပရိသတ်တွေကလည်းအံ့အားသင့်နေကြတာဖြစ်ပါတယ်။1994ရုပ်ရှင်ဇာတ်ကားကြီးမှာ Tyrone လ လီကျော်ခိုင်ထူအန်လွင်မိမိသဲဆူငိန်တို့ကတွဲဖက်ပြီးတော့တရုတ်ဆောင်ထားကြတာဖြစ်ပါတယ်။ဆရာတပည့်၃ယောက်စုံနဲ့ပထမဆုံးဇာကားကြီးဖြစ်တယ်လို့မင်းမီမင်းသားကြီးတွေလည်းမပါပါဘူး။သဲဆူငိန်ရဲ့တရုတ်ဆောင်ရေးချင်းကိုလည်းပထမဆုံးမြင်တွေ့ရမှာဆိုရင်လည်းမမပါပါဘူး။ဒါကြောင့်မို့အဲဒီရုပ်ရှင်ဇာကားကြီးကလူကြီးများပြီးတော့အောင်မြင်မလားဆိုတာကိုသေချာပေါက်မပြောနိုင်သေးပါဘူး။လာမယ့်အပတ်ရုပ်ရှင်အစည်းအရုံးမှာ1994ရုပ်ရှင်ဇာကားကြီးကိုယုံတင်ပြသနိုင်ဖို့ကြိုးစားသွားမှာဖြစ်ပါတယ်။ ယုံတင်ပြသနိုင်ဖို့အတွက်ရုပ်ရှင်ယုံပိုင်ရှင်တွေကိုပြသသွားမှာပါ။သူတို့ဘက်ကအသေးစုငယ်ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကိုစိတ်နဲ့တက်တယ်ဆိုရင် ပြသသွားမှာဖြစ်ပါတယ်။တကယ်လို့မကြိုက်ဘူးဆိုရင်တော့ပယ်ချမှာဖြစ်ပြီးအလဲချနဲ့ပဲပြသခွင့်ရမှာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးကိုထုတ်လို့ရိုက်ကူးထားတဲ့ထုတ်လို့ရေးကအလဲချပြသတဲ့အထိစောင့်မှာမဟုတ်ပါဘူး။ဒါကြောင့်မို့လို့ရိုက်ကူးပြီးလို့အသုံးလအကြမှာပဲယုံတင်ပြသဖို့အတွက်အစီအစဉ်တွေရလဲဖြစ်ပါတယ်။တချို့အမှုပညာရှင်တွေဆိုရင်သူတို့စူးစမ်းထားတဲ့ရုပ်ရှင်ဇာတ်က ကားကြီးတွေကိုချက်ချင်းယုံတင်ပြသခွင့်မရကြပါဘူး။နှစ်တည်အကြာကြီးကိုဆောင်ရသလိုအချိန်အများကြီးပြီးဆက်ရတာဖြစ်ပါတယ်။ဒါပေမဲ့သဲစုညင်ရတော့တနစ်တောင်ဆောင်စီရမလို့ပဲပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကယုံတင်ပြသခွင့်ရတဲ့ကံကောင်းမှုကိုရရှိသွားတာဖြစ်ပါတယ်။အခုလို ရုပ်ရှင်ဇာတ်ကားကြီးမြ мян ဆဆန်ယုံတင်ပြသခွင့်ရတာကသူမအတွက်အခွင့်အရေးတွေအများကြီးကိုရရှိလာစေမှာပါ။ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးမှာတရုတ်ဆောင်တဲ့သူမရဲ့ item အရေးချင်းတွေကိုပြည်သက်တရားဆုံးဖြတ်ကြမှာလည်းဖြစ်ပါ ါတယ်။တရုတ်ဆောင်ကောင်းပြီးတော့အားပေးတဲ့ပြည်သက်များမယ်ဆိုရင်မင်းသမီးအနေနဲ့အတိမတ်ပြုခံရမှာဖြစ်ပါတယ်။ဒါအပြင်နောက်ထပ်စကားကြီးတွေမှာလည်းအများကြီးရိုက်ကူးခွင့်ရသွားမှာလည်းဖြစ်ပါတယ်။တလတကားရိုက်ပြီးတော့ယုံတင်ခွင့်အမြန်ဆုံးရနိုင်တဲ့သဲဆုငိမ့်အပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။